Hello. အားလုံးမင်္ဂလာပါရှင်။ Lily True Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထထူးကျော်ပါ။ရေပြားထုတ်ကူဆရာဝန်ပါ။ဒီနေ့ပြပြမှာလဲကျွန်မရဲ့လူနာတယောက်ကိုအကြောင်းပြုပြီးပြပြမှာပေါ့နော်။သူကကြတော့ foreigner ကျွန်မကို American တယောက်ပေါ့နော်။စေကမ်းမှာလာပြတယ်။လာပြတဲ့အခါကျတော့သူကဘာလဲဆိုတော့သူ့ရဲ့ညာဘက်လက်ဖြံမှာအဆက်ကလေးတစ်ခုရှိတယ်။အဆက်ကလေးကတိတိလေးပဲ။10 cm ရဲ့တဝက်လောက်ပဲရှိမှာအဲ့ဒီအဆက်ကလေးပေါ့နော်။ ညွညွမဲမဲအဆက်လေးအဲ့ဒါလေးကိုဘာလဲဆိုပြီးတော့လာပြတာစစ်တာကကြတော့နှစ်ပတ်လောက်ရှိပြီတဲ့ကြည့်လိုက်တော့သူကလုံးဝတပြေးတည်းပဲအရှောင်ပြောင်းတာပဲရှိတယ်အရေပြားနဲ့တပြေးတည်းပဲအဲဖူချင်းဖောင်းချင်းမရှိဘူးပေါ့နော်ခြိုင်ချင်းလည်းမရှိဘူးပြီးတော့ရှားတာနာတာလည်းမရှိဘူးဘလုံးမှလည်းမခံစားရအောင်အဲ့နဲ့ကြည့်လိုက်တော့ဩ သူကသူ့ကို history မေးလိုက်တဲ့အခါကျတော့သူ့ရဲ့အဖေကဒီအရေပြားရဲ့ရောဂါကင်ဆာလေနှဲ့ကင်ဆာနဲ့ဆုံးသွားတယ်။သူကတော့ကိုယ်အသက်64နှစ်ပေါ့နော်။မြမအမျိုးသမီးကိုယူထားတာဒီမှာနေနေတာကြာလာပြီ။အဲအဲ့ဒါတော့ထားပါတော့ဒါပေမဲ့သူဘလောက်ထိသူတို့ကနော်ဒီလိုသတိရှိလဲဆိုတော့သူ့ဖေကအဲ့လိုမျိုးကင်ဆာနဲ့ဆုံးသွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီဟာလေးကဘာပြဿနာဖြစ်လဲဆိုပြီးလာပြတာ။ပြီးတော့ကြည့်လိုက်တော့ သူကဘာတက်သမဘာတက်သမမှာတော့မရှိဘူးနဲ့တူတယ်လို့သူ့ရဲ့ဒီကိုလုံးကိုလည်း check လုပ်လိုက်တယ်ဒီကိုလုံးမှာလည်းသူက foreigner skin ဆိုတော့လုံးဝမှဲ့ချောက်တယ်မှာအများကြီးပဲအဲ western skin ပေါ့နော်မှဲ့ချောက်မှာအဆက်အဆက်တွေမှာအများကြီးပဲအဲဒီကိုလုံးကို check လုပ်ဒီကိုလုံးဟာတွေကကြတော့ clear ပဲ all clear ကောင်းတယ်ပေါ့ဘာမှမဖြစ်ဘူး normal ပဲပေါ့ဒီဟာလေးကကြတော့သူကအရောင်လေးကတော့တမျိုးဖြစ်တယ်တခြားဟာတွေနဲ့လည်းမတူဘူးပေါ့နော်အဲ့ဒါကမှဲ့လားဆိုတော့မှဲ့မဟုတ်ဘူးတဲ့အဲအဲ့ဒါနဲ့ မင်းကဒါကိုဘာလုပ်ချင်လဲလို့ပြီးတော့ငါရဲ့အရာကိုတဲ့ဖဲထုတ်ပလိုက်ချင်တယ်တဲ့ခဏကိုမှမရှိလေကောင်းလေတဲ့ဘာဖြစ်လို့လဲဆိုတော့ငါရဲ့အဖေကဒီလိုယောဂနဲ့ဆုံးသွားတယ်ဆိုတော့ပေါ့နော်ငါမလိုချင်ဘူးပေါ့အဲ့ဒါနဲ့ငါပထမတော့ကိုကသူ့ကိုဝိတ်ကန်စီပေါ့နော်ခဏစောင့်ကြည့်အောင်မယ်ဒါမိုစကုပ်လေးပဲကြည့်လိုက်မယ်လို့တော့သူကအဲ့လိုမျိုးပြောတော့အေးကောင်းမယ်ပေါ့အဲ့ဒါဆိုရင်ရက်ချင်းယူသူ့တွေ့တွေ့ပါလေလိုအပ်တာတွေသူ့စက်တာတွေလုပ်မယ်ပေါ့ ီးတော့မှအဲ့နိုအဲ့ခွဲပေးလိုက်မယ်ပေါ့နော် excision of bias လုပ်ပြီးလိုက်တာပေါ့ပြီးတော့မှ lab ကိုပို့ပေးမယ်ဒီမှာ lab error set ကိုကြည့်လိုက်ပေါ့နော်အဲ့လိုမျိုးလုပ်ပဲလုပ်မယ်အင်းကောင်းမီတဲ့အဲ့လိုမျိုးလုပ်မယ်ဆိုတော့ဒီမှာအဲ့လိုလေးလုပ်ပေးလိုက်တယ်သူတို့ကနော်ဒီနှစ်ပတ်လောက်ခဲရှိပြီးတော့အဲ့လိုဘာမှမဖြစ်တဲ့အရေးပြား skin ဟာဟာလေးဥရောမှာသူတို့မှာတတိရှိတယ်ဒီလားလာပြတယ်မြန်မာတွေကျမတို့မြန်မာတွေဆိုလို့ရှင်လေအရန်သနာစရာကောင်းတယ်တချို့ရဆိုလို့ရှင်အချင်းကြီးဖြစ်တော့မှလာပြတယ်သူတို့က ဘာမှမဖြစ်ဘူးနားလည်းမနာဘူးရားလည်းမရဘူးအရေပြားပေါ်မှာဒီတိုင်းမဲနေနေတာပဲဆိုပြီးတော့နေနေကြတယ်ဗျာအဲအဲ့ဒါကြတော့လေဆော့ဆော့စီလုံးအောင်မဲ့ကိစ္စအောင်မင်းမင်းဆန်ဆန်လုပ်လိုက်တာကောင်းတယ်တိလားတချို့တွေကကြတော့လေလေအဲ့လိုမျိုးရှင်းပြရနော်အော်ဒါကတော့လေကင်ဆာဖြစ်နိုင်ခြင်းရှိတယ်။ရှင်းပြလိုက်တာခွဲရမှာစိုးလို့ရတယ်။အဲ့ဆရာဝန်တွေစီမလာတော့ဘူး။သူတို့ကတခြားပေါ့နော်။ဒီဘိန်းတော်အဲ့လိုအဲ့လိုမျိုးပေါ့နော်။ဟိုရှောက်သွားကြတာပေါ့လေ။ပြီးတော့တခြားဆရာဝန်မဟုတ်တဲ့သူစီတွေရောက် ပြန်မန်းတဲ့သူပေါ်မန်းတာတွေပါရှိသေးတယ်နော်မခွဲချင်ဘူးတဲ့မခွဲလိုက်လို့ရှင်ထုံစင်းလေးတစ်ချက်ပေးပြီးတော့အဲ့ဒါလေးသိထုတ်ဒါဘာမှနာနာကျင်မှုလည်းမရှိဘူးဘလို့မှလည်းမနေဘူးပြီးတော့ဒါလေးကမိုင်းနာပေါ့အဲဒါပေမဲ့ operation night ကိုမိုင်းနာလို့တော့ပြောပြင်မယ်လေဒါအဲ ကြချိန်နဲတဲ့ခွဲစိတ်မှုအသေးအသေးစားခွဲစိတ်မှုလို့ပဲပြောမှာပေါ့နော်ဟိုကြီးကြီးကျယ်ကျယ်တွေမဟုတ်ဘူးပေါ့အဲအဲအားကြောင့်မလို့သာ minor လို့တုံးတာဒါပေမဲ့ surgeon တွေကကြာတော့ minor ဆိုတော့မကြိုက်ဘူးပေါ့နော်အဲဒါကအသက်အန္တရာယ်တိတ်မရှိတဲ့ခွဲစိတ်မှုအသေးစားလေးပေါ့ကျမတို့အဲ့လိုပဲလုပ်လိုက်ကြမှာပဲ အဲ့ဒါကိုမြန်မြန်ဆန်ဆန်လုပ်လိုက်ရင်ပြီးတဲ့ဟာကိုလေအချင်းဖြစ်တော့မှသာအချင်းဖြစ်တော့မှရောက်လာအချင်းဆိုလို့ရှင်လေ skin က gap ကြီးအရန်ကြီးတာဒီတလုံးကိုဖယ်လို့ရှင်ဘေးနားကကောင်းတဲ့အသားတွေကိုတော်တော် white လေးရတယ်လေပြီးတော့အဲ့ဒီနှစ်ခုပြန်ပြီးချုပ်မယ်ဆွဲကြည့်ပါလားဘယ်လိုဆွဲမှလဲဒီအချင်းဆိုလို့ရှင် gap ကြီးအကျယ်ကြီးကိုအကြည့်ပြားကကြောက်နိုင်ဆွန့်နိုင်နေဆိုပေမဲ့သူ့မှာသူဟိုအဆင်ပြေတလောက်ပဲရမှာပေါ့နော်အဲ့လောက်အချင်းကိုလှီးပြီးွားလို့ရှင်လေသူ့နဲ့ဟိုဟာ light အောင်ဘယ်လိုမျိုးဆွဲပြီးတော့ချုပ်အောင်စဉ်းစားကြည့်ပါဦး ဲ့တော့အဲ့လိုမျိုးတွေတချို့တွေကကြောက်လက်အဲတချို့အရေပြားကန်ဆာလေးတွေကလေမျက်လုံးသားတွေမှာပေါက်တာအဲ့လိုမျိုးကြတော့လေမျက်လုံးသားဆိုတော့လောက်ရကန်ရလဲအရန်ခက်တယ်အခြေဖြစ်မှဆိုရင်အာနည်းနည်းရုပ်ပြဆင်းပြလဲနိုင်တယ်လीနော်ကျမတို့လည်းမလုပ်တတော်ဘူးအဲဆိုလောက်ရတော်တော်လေးခက်ခက်ခဲသွားပြီပေါ့နော်အဲ့လိုရှိတယ်အခုကဒါလေးကဒီ foreigner တယောက်ကသူကဘလို့အတိလေးနဲ့လာပြလဲဆိုတော့အကြောင်းလေးကို share လုပ်တာပေါ့နော်ကဲဟုတ်ပြီ ဘလိုမျိုးအချက်လက်တွေဆိုလို့ရှိရင်ရေပြားဆရာဝန်ဖြစ်ဖြစ်ဆရာဝန်တရားရောက်ကိုဖြစ်ဖြစ်အမြန်ဆုံးပြသတင်လဲဆိုတဲ့အကြောင်းကိုဆက်ပြီးကြည့်လိုက်မယ်နော်နံပါတ်1အချက်ပထမဆုံးနော်အခုမှအသက်စပေါ်ရဲမှဲ့လို့ဟာမျိုးနော်အဲ့ဒါကဒါလဲဆိုတော့ဥပမာကျမတို့မှဲ့လေးတွေဆိုငယ်ငယ်လေးတွေကနေစပြီးပေါ်လာကြတယ်အဲမွေးကလေးကတချို့မွေးကလေးကပါလာတဲ့မှဲ့မျိုးလေးတွေလည်းရှိတယ်ပြီးတော့အသက်လေးနည်းနည်းလေးရလာတော့မှပေါ်လာတာဖြစ်ဖြစ်ပေါ်လာတာ အသက်19 20လောက်ဆိုလို့ရှိရင်တော့မှဲ့ရအကုန်လုံးအစုံလေးပါပေါ်ပြီးသွားပြီကျွန်မဆိုငယ်တော့ကဆိုမှဲ့လေးတွေရည်တက်တယ်အဲငါ့မှာမှဲ့တစ်လုံးထွက်လာပြီငါ့မှာဟိုနေရာမှာလည်းမှဲ့တစ်လုံးထွက်လာပြီအားလုံးတော့ကျွန်မမှတ်မိတာလေအဲကြီးတဲ့အဲ့အသက်18နှစ်လောက်မှာပေါ့နော်မှဲ့အကုန်လုံးကြီးလိုက်ရည်လိုက်တော့22လုံးလောက်ရှိတယ်ဒါပေမဲ့သူ့ထပ်ပို့ပြီးတော့ဆက်ပြီးတော့လည်းပေါ်နိုင်သေးတယ်နော်ပြီးတော့အသက်ကြီးတော့တော့မှပျောက်သွားတဲ့မှဲ့တွေလည်းရှိတယ်နော်မှဲ့ဆိုတာအမှန်မှန်မလနင်တွေပဲလीနော်မလနင်အစုလေးစုထားရောင်ချယ်လေးစုတာပေါ့နော် ဲ့တော့သူတို့ကကြောင်းလဲမှုလည်းရှိတယ်အဲအဲထားလိုက်ပါတော့အခုနော်ဘယ်လိုမျိုးလဲဆိုတော့အဲ့တော့မှဲ့မဲ့ကအဲ့လိုအခုမှစပြီးပေါ်လာတယ်ပေါ့ကိုကအသက်ကြီးနေပြီအခုမှစပြီးမှဲ့ပေါ်လာတယ်ဆိုရင်ဒီဒီကောင်သတိထားရတော့မယ်ကြည့်ထားလိုက်ပေါ့နော်ပြီးတော့နောက်နံပါတ်2အချက်ကကြတော့နော်ငကိုရှိနေတဲ့မှဲ့ပေါ့အဲ့ရှိနေတဲ့မှဲ့ကပြောင်းလဲမှုဖြစ်လာတာအဲ့လိုဘယ်လိုပြောင်းလဲရလဲဆိုတော့ငကိုမှဲ့ပဲဟိုနှစ်တည်းကြာလာပြီးမှဲ့ငကိုကဒီလိုဝိုင်းဝိုင်းလေးပေါ့နော် မာဂျင်အနာတက်ကလည်းဝိုင်းဝိုင်းလေးအခုကအဲ့လိုမဟုတ်ဘူးနှဲ့ရကြီးလာတယ်အနာတက်ကနော်အနာတက်ကညင်ညင်ညာမဟုတ်ဘဲနဲ့ကြီးလာတယ်အဲ့တစ်ချက်ပြီးရင်အယောင်အယောင်ကငကိုကတပြေးတည်းအညိုရောင်အခုကအညိုမဟုတ်ဘူးညိုတလိုလိုမဲတလိုလိုစိမ့်တလိုလိုပြတလိုလိုမိတလိုလိုဖြစ်လာတယ်နော်အာနှစ်ချက်နောက်တစ်ချက်ကကျတော့ size ကသူကအရန်ကြီးလာတယ်ရုပ်ရည်မြန်မြန်ကြီးလာတယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်ကကျတော့အဲ့ဒီဟာမှာမှတွေးထွက်တာတို့နော် ရှားတာတို့နာတာတို့အဲ့မှဲ့မှာအဲ့လိုဖြစ်လာတယ်။ငကိုမှဲ့ဆိုအဲ့လိုမဖြစ်ဘူးလေနော်။နောက်တစ်ချက်ကကြတော့အဲ့မှဲ့ပေါ်မှာအနာလိုတွေထွဖြစ်လာတာပေါ့နော်။အနာအနာဖုဖြစ်လာတာ။အဲ့ဒါမျိုးဆိုလို့ရှိရင်သိကြတယ်။ဒါ changes move changing move ပေါ့နော်။ဒီပြောင်းလဲလာတဲ့မှဲ့ပေါ့။အဲ့ဒါဆိုလို့ရှိရင်နော်စေကန်းသွားပါ။ဆရာဝန်တရားရောက်နေတော့ပြရတော့မယ်နော်။အဲဒါဆိုမှဲ့ကင်ဆာဖြစ်နိုင်ခြေအရင်ရှိပါတယ်။ကဲနောက်တစ်ခု နောက်တစ်ချက်ကကြတော့အရေပြောင်းပုံကမှဲ့မဟုတ်ဘူးเนาะဘာအဖုလေးပဲဖြစ်ဖြစ်ဘာဒဏ်ရာလေးပဲဖြစ်ဖြစ်အဲ့လိုရုပ်တရက်သူ့ကသူပေါ်လာတယ်ပေါ့နှစ်ပတ်ကနေလေးပတ်လောက်အထိအဲ့ဒီဟာလေးကပျောက်လဲမပျောက်သွားဘူးเนาะအဲသူ့ကသူ့ကနေသူပျောက်သွားတာလို့တေးသွားတာလို့အဲ့လိုမျိုးဖြစ်တာမရှိဘူးဆိုလို့ရှင်အဲအရေပြားဆရာဝန်နဲ့ချက်ချင်းလာပြပါနောက်တစ်မျိုးကကြတော့ အဲရားတယ်နားတယ်ပေါ့နော်ကုတ်တယ်ဖဲ့တယ်ရားတယ်နားတယ်အဲ့ဒီရားတယ်နားတဲ့ဟာလေးတွေကအဲရားတဲ့အဖူလေးတွေကပေါ့နော်ဒီကလမိန်လိမ့်နေလို့ပါတော့ကိုကကိုဆေးမီးတို့လေးနဲ့လိမ့်လို့နှစ်ပတ်လောက်ကြော်လို့မှမတက်တာဘူးဆိုလို့ရှိရင်လည်းစီကင်းလာပြပါအဲနောက်တစ်ချက်ကကြတော့အနေရွတ်ပေါ့ငကူကအနာဖြစ်ထားတဲ့အနေရွတ်ဘာအနာပဲဖြစ်ဖြစ်ဥပမာအဲဘန်းပေါ့နော်ဟိုမီးလောင်တဲ့ဒဏ်ရာတွေကတော့အများဆုံးပဲအဲ့လိုမျိုး မီးလောင်ထားတဲ့ဒဏ်ရာတွေအနေရွတ်အကြီးကြီးကျန်တယ်အဲ့အနေရွတ်အကြီးကြီးကိုမှနှစ်ပေါင်းများစွာကြာပြီအခုမှအနာဖြစ်လာတယ်နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ချက်ချင်းလာပြဖို့လိုပါတယ်အဲ့ဒါဆိုလို့ရှိရင်တခုခုပြောင်းလဲနေပြီအာကင်ဆာဖြစ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့လိုမျိုးပြောတာပါအဲ့ဒါကြောင့်မလို့ဒီအပေါ်ကအချက်တွေအချက်တွေနဲ့ပြည်စုံတဲ့လူတွေဆိုလို့ရှိရင်နော်စေကန်းသွားပြဖို့မပြင်းပါနဲ့ကိုကပြလိုက်တာပဲဒါကအရေးအရေးကြီးလို့ရှိရင် တချင်လုံးဆရာရှိရာလုံလိုက်လို့ရတယ်။သေးသေးလေးမှာခွဲစိတ်တာလုံတာတို့တစ်ခုခုပေါ်ကုတာတာလည်းလွယ်ကူပါတယ်။တော်တော်လေးကြီးမှဆိုလို့ရှင်လောက်ရကန်ရလဲခတ်တယ်လို့ကိုလည်းငါချမှုဝေဒနာကြီးခံစားရနိုင်တယ်နော်တခြားနောက်ဆက်တွဲပြဿနာကြီးလည်းရှိနိုင်တယ်အဲဒါကြောင့်မလို့မဖြစ်မနေစေကန်းဆော့ဆော့ပြပါလို့ပြောချင်ပါတယ်ကဲခုနကပြောတဲ့အချက်လက်တွေရှိနေပြီဆိုလို့ရှင်ရနော်အရေးပြအထုပ်ခုဆရာဝန်နဲ့အများဆုံးတိုင်မဲ့ဆွေးနွေးဖို့အကြံပေးဖို့အတွက်ဒီဗီဒီယိုလေးလုပ်ချင်းဖြစ်ပါတယ်ကျမလှပတော့အရေးပြပိုင်ဆိုင်နေကြပါစေရှင် နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်